်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရရှင်ဒီအန်ရဲ့ပေါင်းမှကင်ဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမဆရာမောင်စိန်ဝင်းပတိကုံရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဝတ္ထုလေးရဲ့နာမည်ကကြောက်ရုံတဲ့မြစ်တရက်ခင်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်ကြောက်ရုံ ရောက်နေသည့်နေရာမှာနောက်ကိုပြန်ခဲ့ကြည့်မိမိကိုမိမိကျင်နိုင်ရသည်ဝေးကွာသည်နှင့်အမျှမှုံဝါနေသောအတရာတို့ကိုအတိတ်ဟုသူထင်သည်မြင်မာလာသည်နှင့်အမျှတေးတိမ်ကြံခဲ့သောထိုအရာတို့ကိုစီမိုးကြည့်ရင်ယုံကြည်စိတ်ရင်မှ ဖြစ်ထွန်းရပြန်၏ဒီခရီးကိုဖြတ်တန်းကြော်လွန်လျက်ဒီနေရာရောက်ခဲ့ခြင်းအတွေ့ဂုံယူလက်မထောင်ခြင်းသည်ကံဆိုသည်မှာမိမိကသာပြုလုပ်ဖန်တီးရသည့်အရာဟုရဲရဲယုံမိ၏ လွန်မြောက်ဖြတ်တန်းခဲ့ရခြင်းအတွေ့မန်တက်မိတော်လဲဆင်းရဲခြင်းတွေပြည့်နေသည့်ထုတ်ခီးကိုကြောက်ရွံ့တုန်လုံးမိသည်ကြာရှည်တွေးတောငဲ့ဆောင်ကြည့်ခြင်းဖြင့်တပြင်းရှည်ချတော်မလိုလားစိတ်ကူးမှပင်ထိုစင်ကရင်မောစရာအဖြစ်တက်ခဲ့သည့်ခီးကိုငဲ့ကြည့်ရင်ပြန်ဆင်းရမှာကိုကြောက်ရွံ့ပြန်သည်တည်ခြင်းမှတပါမြဲသောအရာကမရှိဟုနှလုံးသွင်းမိလျက် တိတဲ့တီဆက်ပြီးတက်ချင်းဖြင့်သာမတည်မြဲသောအရာဟုလက်ခံလိုက်ခြင်း၏။ထာဝရဆင်ခြင်နိုင်စရာကြားနေစေဖြစ်သည့်အမိစကားတို့နားမှရွက်ဝဲနေစေ။ကြောက်ရွံ့လိုကျင့်ပြီးမြင့်တဲ့နေရာရောက်ကြိုးစားတဲ့။ဆင်စစ်ထိုစကားဤတွန်းအားဖြင့်ပင်မိမိဒီအခြေအနေသို့ရောက်ခဲ့ရသည်ဟုနားလေသည်။လူမန်းသီးစားမှပင်ဆင်းရဲကြက်တဲခြင်းဆိုတာကို ခံစားနားလေတွင်ရနိုင်ခဲ့၏။ အငိုကောင်းလင်မုံတောင်ရနိုင်သည်ဟုမသိခဲ့ရပေအငိုတော်ပြီးအစောခံခဲ့ရသည်ကိုသာကြုံရဘူးသည်နေ့အဖေပြန်ရောက်မှဆန်းပါလာမှဆိုင်မငိုနဲ့ငင်ငိမ်လေးအိတ်နေဆိုသည့်အမေစကားကို ထမင်းစာလင်ကျင့်သုံးရန်ဤကောင်းတစ်ခုဟုတင်ကြားနိုင်ယူခဲ့ရသည်နေ့ပါများရင်လှုပ်တက်တော်လေဖိရိုက်ခံများပါက အမအားပိုကောင်းလာတတ်သည်ကိုလည်းသဘောပေါက်ပြန်၏ ထို့သို့မပြည့်မစုံအကျက်တဲနှင့်ဆင်းရဲခြင်းတို့ကပြင်ဘဝကိုရင်ဆိုင်ရန်အတွက်အမအားကောင်းရန်ဖန်တီးနေသလိုဖြစ်မည်ကြည်ညနေယထာညယထာတွေမှာရေလိုက်ရောင်းပြီး လေးရန်ကိုစကောလာရှစ်ရပြီးအောင်ခဲ့သည်တီတုံးကငါးရန်တက်နေစဉ်မှာပင်တစ်လောက်ကိုငွေ20ကျပ်စကောလာရှစ်လာကအဖြစ်ရခဲ့သည်ဝင်းနှဲဆိုတာမိမိတို့မိသားစုအတွက်ထိုစဉ်ကအတော်လေးအရာရောက်သည် အရက်ဖြူဆိုင်ရှိက အမေအမီးဆိုင်မှာအလုတ်ကူလုပ်ရင်းရင်းနှစီမိခွက်ဖြင့်စာကြည့်မပြတ်ခင်ခုနှစ်တန်းအောင်တော်လေးစကောလာရှစ်ရပြန်သည်ရှစ်တန်းတက်တော်တလောက်ငွေ30ချက်သူရပြီစင်းရဲတော်မကြောက်နဲ့သာကြောက်ရွံ့လို့ခံနိုင်အောင်ကြိုးစားမတုံ့လှုပ်နဲ့ကြောက်ရွံ့လို့ကျင့်ပြီးတော့မြင့်တဲ့နေရာရောက်အောင်သာသွားလေးတန်းမအောင်ခဲ့တော့အဖေစကားသည် နားမတဆင့်နှလုံးသားတိုင်စူးနစ်ဝင်သွားခဲ့သည် ဒီလိုနဲ့၁၀တန်းအောင်ခဲ့ပြန်သည်ဒီလိုနဲ့တက္ကသိုလ်ရောက်ပြီးဒုတိယနှစ်အိမ်အပြန်မှာဥကျင်တက်သမီးခင်ခင်တက်နှင့်ချစ်သူဘဝကိုရောက်သည်ခင်ခင်တက်က၁၀တန်းမအောင်တော့လဲစီဝါရီကိုနားလေသည်သူ့အဖေစီဝါရီကိုခင်ခင်တက်ဝင်ရောက်လောက်ကင်ပေးနေလေပြီကံကြမ်းရဲ့အလှည့်ပြောင်းဟုနားထောင်ကောင်းအောင်လည်းမပြောချင်ပါမိမိသာလင်ဖန်တီးခဲ့သူမိမိသာလင်ဆုံးဖြတ်ခဲ့သူမို့ မိမိမှာသာတောင်းဝင်အရှိဆုံးဟုနားလည်လိုက်။နောက်ဆုံးနှစ်မှာမာလာဆွေနဲ့တွေ့ပြီးမာလာဆွေကိုလက်ထပ်လိုက်တော့တမျိုးလုံးကအံ့ဩနေသည်။ဥကျင်တတူမိသားစုကလည်းနာကြီးစွာဖြင့်ကျေးဇူးကမ်းသူဟုမိမိကိုလက်ညှိုးထိုးကြပြန်၏။ဘလို့ဖြစ်တာလဲသားရဲ့။အဖေစကားကိုမာလာဆွေတို့ဆွေကုံမျိုးကုံယာတို့အတိုင်းအဝိုင်းနှင့် အတိုင်းအတာကိုသူပြောပြခဲ့သည်။ကျွန်တော်ဘဝအတွက်ကျွန်တော်ကြောက်ရွံ့လို့ကျင့်လိုက်တာပဲအဖေ။ ကြောက်ရွံ့ဆိုတာနှလုံးသားမှာမရှိတာပဲကြောက်ရွံ့ဆိုတာနှလုံးသားမရှိမျက်ရည်မရှိဟုနားလည်ရင် အဖေကိုသူပြောလိုက်သည် ထို့သူနားလည်ရင် နှင့်ပင်မလာဆွေတို့အတိုင်းဝိုင်းရဲ့ထောက်ပံ့ပေးမှုဖြင့်ဘွဲရပြီးပြီးချင်းအလုတ်တန်းရခဲ့သည်ဘသူရဲ့တမက်ဘသူရဲ့တူဟုသောဂုံပုတ်သည် အလုတ်ထဲမှာအလွန်အရေးပါအရာရောက်ကြောင်းကောင်းကောင်းနားလည်ခဲ့ရသည်အလုတ်ထဲမှာသုံးနှစ်ပြည့်မှသွားရသောနိုင်ငံသားသွားခွင့်ကို နှစ်နှစ်ကျော်လုပ်တဲ့ဖြစ်မိမိနိုင်ငံခြားသို့သွားခဲ့ရသည်လုပ်ငန်းခွင်မှာမိမိသည်တော်လိုလားမပြောတတ်အခွင့်အရေးတော်တော်များများရရှိခဲ့ပြန်သည် တခုတော့တေချာပြောနိုင်ပါသည်မိမိသည်ကြောက်ရွံ့လို့နှလုံးသားမဲ့စွာအကျဉ်းနာမဲ့စွာအစာနာမဲ့စွာဖြင့်အလုတ်ရဲ့ညံ့တာတခုတည်းဟုသာကြည်ပြီးမှန်ကန်စွာပြုလုပ်တတ်သူသည်လူမှုရေးရာအစအလုံးနဲ့ပတ်သက်လာပါကနည်းနည်းမြအတိမ်ဆောင်မခံခဲ့ လက်အောက်ငယ်သားများက ကြောက်ရွံ့ရှောင်ရှားတတ်ကြတော့လေအထက်မှလူကြီးများကမူချီးမွမ်းစကားကိုဆိုတတ်ကြပါသည်စီကံပေါင်နှင့်ပြုလုပ်ကင်တွယ်ခြင်းကို စီးနှင့်ပေါင်းဝင်အောင်မနည်းနိုင်ကြသူများဤညူစုမှုအတွေ့ဂိယုမဆိုင်ခြင်းကကြောက်ရွံ့လိုသာကြင်ကြံရမည်ဟုရင်ထဲတွင် ဆွဲလန်းနေခဲ့ပါသည် ထို့ဖြင့်ယာရူးတဖြည်းဖြည်းမြင့်တက်လာခဲ့ပြန်၏ရောက်သည့်နေရာမှ နောက်သို့ငဲ့အကြည့် မိမိကိုမိမိကျင်နိုင်ရသည်ဝေးကွာသည်နှင့်အမျှမှုံဝါးနေသောအရာတို့အတိတ်ဟုသူထင်သည်မြင့်မားလာသည်နှင့်အမျှတေးတိမ်ကြံခဲ့သော ထိုအရာတို့ကိုစီမိုးကြည့်ရင်ယုံကြည်စိတ်ရင်မှဖြစ်ထွန်းရပြန်၏စင်စားရင်ဖြင့်ကားချန်နေချိုးဝင်လိုက်တော့အတွေးပြတ်သွားသည်ပေါ်တီကိုအောက်မှလာကြုံနေသည့်သားကလက်ထဲမှအိတ်ကိုလှမ်းယူသည် တန်ဆွဲတကားကိုဖွင့်ပြီးအိမ်ထဲလှမ်းအဝယ်မှာလေပူကိုမှုတ်ထုတ်လိုက်သည်။နောက်ကျလိုက်တာအဖေရောက်နေတယ်ဟုအနားရောက်လာသောဇနီးကပြောသည်။ဟာအဖေရောက်နေတာပဲ။ဒီနေ့မှပဲကျွန်တော်နောက်ကျနေတယ်။အလုပ်ထဲမှာအမှုတစ်ခုအပြည့်စစ်နေရတာနဲ့နောက်ကျသွားတာ။မင်းတို့အလုပ်ကအမှုလဲစစ်ရတာပဲလား။ဌာနရင်းဆိုင်ရာပေါ့အဖေရ။အောက်ကအလုပ်သမားတယောက်ရဲ့အမှုကိုစစ်ရတာပါ။သူ့ကို အလုပ်ဖြုတ်ဖို့ဆုံးဖြတ်ခဲ့ရတယ်။ ့မဖြုတ်ရင်ကိုယ့်ကိုထိတော့မလို့ဖြစ်နေတယ်လေပြောရင်အဖြစ်မျက်နှာကိုလှမ်းကြည့်တော့သူပြောတာကိုတေချာနားထောင်နေတာတွေ့ရ၏အဖေပြောသလိုပဲကြောက်ရွံ့လိုပဲကြင်ရတော့တာပေါ့ဟုပြုံပြီးစကားဆက်လိုက်မိပြန်သည်သူစကားကြားတော့ချောင်းတစ်ချက်ဟန့်ရင်အဖေကလေချောင်းရှင်သည်တခုတော့စဉ်းစားပေါ့ကွာ ဟုစကားဆက်လိုက်သည်ဖြင့်အဖေမျက်နှာကိုစူးစိုက်ကြည့်ရင်ကိုယ်ညှက်ခါနားဆွင့်ထားလိုက်မိသည် ဖေပြောတဲ့ကြောက်ရွံ့ဆိုတာကလောကဓာတ်တရားကိုကြံ့ကြံ့ခံနိုင်ဖို့မတုံ့လောက်ဖို့ပြောခဲ့တာကို့အကျိုးစီးပွားကိုထိမှကြောက်လို့အောက်ကိုရုပ်ပတ်တာမျိုးတော့မဖြစ်စေနဲ့ပေါ့ကွာကို့ဘာသာစဉ်းစားကြည့်ပေါ့ကွာအဖေစကားကြောင့်ကိုင်းညွတ်ထားသည့်ခေါင်းကိုမှတ်ခနဲပြန်လိုက်ပြီးသည်အဖေမျက်နှာမှာအကြည့်ကိုလွှဲကာနန်ရံမပကြီးကားစီတို့ဝေကြီးလေးငေးကြည့်မိသည်အတွေးမှာတော့ငါဟာကြောက်ရွံ့လားကြောက်ရွံ့လားဟုစဉ်းစားရင်းဖြင့် ရင်တွင်တွင်တုန်လှုပ်ခြောက်ခြားနေမိပြန်၏အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel ကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြည်နဲ့တကယ်ချင်းမိတ်ဆွေတို့မျှဝေပြီးကိုမြတ်တန်ရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်